်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူစိတ်ကန်းတို့အမေရိကန်တက်ရောက်ရှိလာမှုကြောင့်မင်းအောင်လိုင်းတရုတ်ဘက်သို့အကူအညီတောင်းနေပြီဟုသတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အနီးရှိစိတ်ကန်းဧရိယာတွင်အမေရိကန်တပ်ဖွဲ့တချို့ရောက်ရှိလာကြောင်းသတင်းပေါ်လာသည့်နှင့်အမျှမြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့အနေနှင့်အလွန်တုန်လှုပ်နေကြပြီး အကြီးအကဲမရောက်လိုက်သည်တရုတ်အစိုးရဘက်သို့အကူအညီတောင်းဆိုနေသည်ဟုစစ်အတွင်းသတင်းရင်းမြစ်များမှဖော်ပြလာပါသည်သတင်းရင်းမြစ်များအရကြောက်ပြူစိတ်ကန်းသည်စေအုပ်စုအတွက်မဟာဗျူဟာအရေးပါဆုံးနေရာတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံ၏ Vat and Rock Project အတွက်လည်းအထူးတန်ဖိုးရှိသောစိတ်ကန်းဖြစ်ကြောင်းသုံးသပ်သူများကဆိုကြပါသည်ထိုနေရာသို့အမေရိကန်အကြောင်းအရာပါဝင်သည့်တပ်ဖွဲ့များရောက်ရှိလာသည့်အခါတရုတ်ဘက်အနေဖြင့်လည်းမတက်မတာဖြစ်လာသည်ဟုဆိုသည် အမေရိကန်တပ်များသည့်စစ်အုပ်စု၏အာဏာကိုဖိအားပေးရန်နှင့်ရခိုင်တပ် AA ကိုအထောက်ပံ့ပေးနေခြင်းအဖြစ်စစ်အုပ်ချုပ်ရေးအဖွဲ့ကသတ်မှတ်နေတော်လဲနိုင်ငံတကာသုံးသပ်သူများအနေနဲ့အမေရိကန်တပ်များသည့်ပြစ်ခတ်တိုက်ခိုက်မှုမဟုတ်ဘဲနယ်နိမိတ်အတွင်လူမှုအကူအညီနှင့်စစ်ဆေးရေးလှုပ်ဆောင်မှုများအတွက်ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟုဆိုကြပါသည်။ထို့သောမင်းအောင်လှိုင်အနေနဲ့မိမိအာဏာတည်နေရအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းသိမြင်လာပြီးတရုတ်အစိုးရဘက်သို့လှုပ်ဝက်တောင်းဆိုမှုများပြုလုပ်နေကြောင်းသတင်းတဆများကဖော်ပြနေကြပါသည်။ တရင်တရက်အရမင်းအောင်လိုက်သည့်တရုတ်ဘက်ကစစ်ရေးအထောက်ပံ့လေးချောင်းစောင့်ချက်မှုနည်းပညာများနှင့်တန်တမန်အစင်သစ်တိုက်ပွဲအထောက်ကူများတောင်းဆိုနေသည်ဟုသိရပါသည်။တရုတ်အစိုးရအနေနဲ့လည်းအမေရိကန်တပ်များ၏အနီးတဝက်လှုပ်ရှားမှုများကိုသတိနဲ့ကြည့်နေပြီးမင်းအောင်လိုက်၏တောင်းဆိုမှုကိုဓာတ်ရိုက်ဖြေကြားရန်မတုံ့ပြန်သေးပဲစောင့်ကြည့်နေခြင်းသာဖြစ်သည်ဟုတရုတ်သတင်းရင်းမြစ်တချို့ကဆိုပါသည်။ကြောက်ဖြူစိတ်ကမ်းမှလေးတဲ့အခြေဆိုင်စခန်းအစ်စ်တစ်ခုဖွဲ့စည်းရန်စေအုပ်စုကအကြံအစီရှိနေပြီးထိုနေရာကိုထိန်းချုပ်နိုင်မည်ဆိုရင်တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံအတွက် မဟာပြူဟာတံမိုးရှိသောနေရာဖြစ်လာမည်ဟုလည်းသုံးသက်သူများကထပ်မံထောက်ပြပါရယ်။ရခိုင်တပ်အေအေများအနေဖြင့်လည်းအမေရိကန်တပ်များ၏လှုပ်ရှားမှုကိုအစိုးရတပ်ကလွဲမှားဖော်ပြနေခြင်းဖြစ်ပြီးအကြံဖတ်သုံးသောစစ်တပ်ကိုဖိအားပေးရန်နိုင်ငံတကာကအရေးယူမှုတစ်ခုသာဖြစ်သည်ဟုသတင်းထုတ်ပြန်ခဲ့ကြပါရယ်။ယနေ့အထိမင်းအောင်လိုင်၏အမည်ပါလှုပ်ဝက်စာတစောင်ကိုတရုတ်တန်ယုံသို့ပေးဖို့ထားကြောင်းထိုစားပင်မြန်မာနိုင်ငံ၏စီးရီးတည်တံ့မှုအတွက်တရုတ်၏အငြင်းတန်းပံ့ပိုးမှုကိုယုံကြည်ကြောင်းဟုသော စာသားပါဝင်နေသည်ဟုသတင်းတချို့ကထပ်ဆင့်ဖော်ပြနေပါတယ်။သတင်းအမှုပညာသမားများအနေနဲ့လည်းယခုအခြေအနေကိုအမေရိကန်နှင့်တရုတ်တို့၏ညှိနှိုင်းမှုမရှိသေးသောစစ်အခြေအနေတစ်ခုဟုချုပ်ဆိုကြပြီးမင်းအောင်လိုင်းအတွက်နောက်ဆုံးအဆင့်တစ်ခုသို့ရောက်နေပြီဟုသုံးသပ်ကြပါတယ်။ကြောက်ဖြူတဝိုက်တွင်လည်းယနေ့အထိစစ်တပ်များနှင့် AA တပ်များအကြားပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေပြီးနေပြီးတော့အထိ PR တက်လာနေကြောင်းသတင်းများထပ်မံပေါ်လာနေပါတယ်။တနည်းအားဖြင့်အမေရိကန်တက်ရောက်ရှိလာမှုသည်မင်းအောင်လိုင်းအတွက်မဟာဗျူဟာတက်တန်းအဆုံးသတ် စတင်ချက်တစ်ခုဖြစ်လာနိုင်ကြောင်းနိုင်ငံရေးတုံ့သက်သူများကပြောဆိုကြပါတယ်။ဆက်လက်ပြီးလေကစ်ကော်တိုက်ပွဲအတွင်းစစ်တိုက်လျင်မှုဘုံကျဲမှပြီးစစ်ကွေးအများပြားတေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လေကစ်ကော်နီတိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လေယာဉ်များဟာတိုက်ပွဲကွင်းအတွင်သနတ်ဆောင်တန်နှင့်မိပေါက်တန်တွေကြားထပ်မံပေါ်လာခဲ့ပါတယ်။စစ်အာဏာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင် ထိန်းချုပ်လိုတော့လေလေယာဉ်မှားမှုကြောင့် အလွန်ကြီးမားတဲ့အစွမ်းတက်တီနဲ့တက်တည်ခံရခြင်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကွင်းအတွင်းတွင်တိုက်လေရင်နှစ်ဆင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီးလေတုမစစ်ခွေးတက်အစုလိုက်အပြုံလိုက်ကြီးကိုဘုံကျဲချခဲ့သည်။သို့သောတရင်အယတိုက်လေရင်များမှညိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ပဲစေအင်အားတဲ့ဆောင်နေသည့်တရင်တရင်အပေါ်အဆက်မပြတ်ဘုံကျဲခဲ့ကြောင်းသိရသည်။ဤကြောင့်စစ်ခွေးများအများအပြားချက်ချင်းတိုက်ဆုံသွားကြပြီးတချို့ကညွှန်ကြားချက်ပေးနေသည့်အရာရှိတွေရဲဘက်တွင်ပါ တည်ဆုံခြင်းဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့သည်တည်ဆုံသည့်စစ်သားအရေးအတွက်ကိုတိကျစွာအာဏာရှင်ဘက်ကမဖော်ပြနိုင်တော့လေလက်ရှိထိတည်ဆုံသူအရေးအတွက်30အထက်ရှိကြောင်းဒေသခံများထံမှအတည်ပြုသတင်းများထွက်ပေါ်နေပါသည်တီဆုံးသူများတဲ့တွင်မိလောင်ကျွမ်းသွားသူများဘုံပေါမှုကြောင့်မိသူမျိုးဝမတိရလောက်အောင်လောင်ကျွမ်းသွားသူများအပြင်အလွန်အမင်းဒဏ်ရာရသူများပါပါဝင်ကြသည်တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော်လဲအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရသည် ဒေသခံများကစစ်လျင်တွေတိုက်ခိုက်လာတဲ့အခါဘုံကျင်းနေသည့်နေရာတွင်လက်နက်မဲ့စစ်ခွေးတပ်များစူပောင်းနေတဲ့နေရာတွေပါအမှားကြောင့်သူတို့ကိုသူတို့ပဲတီချီသွားတာကိုမြင်တွေ့ရတယ်ဟုဖော်ပြခဲ့ကြပါတယ်လေကစ်ကော်တက်ဝိုက်တိုက်ပွဲများတွင်နေတိုင်းလက်နက်ကြီးပောက်ကွဲတံညာကြားနေရတော့လေဤတစ်ချိန်ဖြစ်ပေါ်သည့်အချင်းချင်းပြစ်ခတ်မှုမှားယွင်းခြင်းကြောင့်စေအာနာရှင်ဘက်အတွက်စစ်တပ်စွမ်းအားတပ်ဖက်လုံးရောကြသွားမည်အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်းစစ်တုံးပညာရှင်များကတုံ့တက်နေပါတယ်လေကစ်ကော်တိုက်ပွဲတွင် စစ်တိုက်လေရင်များအချင်းချင်းဘုံမှားကျဲမိပြီးစစ်ခွေးအများပြတိဆုံသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကျသည့်အထိထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့သည်ဆလပီညောင်လေးပင်တွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်ထီငမျိုးပြစ်ခတ်ခံရပြီးတိဆုံနေဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသားမှာဖြစ်ပါတယ်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာတွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်ထီငမျိုးပြစ်ခတ်ခံရပြီးတိဆုံသွားကြောင်း Nine Star Underground 4ပဲခူးရီဂျင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နီနိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန်မြောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာအုတ်ချုပ်ရေးမှုလဲဖြစ်ဖြူစော့တီခေါင်းဆောင်လဲဖြစ်သူမိမိဦးဤတပီးဖြစ်သူဖြူစော့တီငမျိုးကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးတေဆုံသွားကြောင်းအလာတူရင်းနှစ်တွင်ပင်တည့်ရက်သေးဖြူစော့တီကောင်းဆောင်မင်းမင်းဦးကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ် သူ့ဆရာမင်းမင်းဦးကို၅ချက်တပည့်ဖြစ်တဲ့ငမျိုးကို၂ချက်တရက်ထဲနှစ်ကောင် ရှင်းလင်းခဲ့တာပါတက်ကိုဓာတ်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူနေတဲ့အင်းတဲကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ပေးမှာပဲကြီးနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု9 Star Underground 4ဘကိုးရီဂျင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်တည်ဆုံသွားသောပြူစော်တီငမျိုးမှာတော်လည်ရေးအင်အားစုများဤမြေပြင်လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံသို့ဓာတ်ရိုက်သတင်းပေးပို့ခြင်းပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအတိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်း သူနှစ်မတဲ့သူများကို PDF ထောက်ပို့မှုအမည်တက်ကငွေညှစ်ခြင်းစစ်မှုရန်ပေါ်တာဆွဲခြင်းလုံဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။မကိုတိုင်းညောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏တောက်တိုင်များကို9 star UG အဖွဲ့လက်လန်းမိသည်များရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့၏တာဝန်ရှိသူကသတိပေးထားပါတယ်။ဆလဘီဖာကတ်လုံကင်းနဲ့နေရာမှာတိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဟာကန်လုံခင်းဒေသကျင်းရွာကျုံမှာနိုဝင်ဘာလ၈ရက်ညနေပိုင်းကစစ်တပ်နဲ့ KIA KPDF တိုက်ပွဲပြင်းထန်ခဲ့ပြီးထိခိုက်သေးဆုံးမှုတွေရှိလို့စစ်တပ်ကလက်နက်ကြီးတွေရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။ည၁၀နာရီကျော်မှတိုက်ပွဲစတင်ဖြစ်ပြီးစစ်တပ်ကဖာကန်ဗျူဟာကနေလက်နက်ကြီးတွေ၁လုံးထပ်မံနေပစ်ခတ်ခဲ့ပါတယ်။ဖာကန်ဗျူဟာတွေကနေစစ်ကြောင်းထွက်လာတာစစ်ကြောင်းဆလုတ်တဲ့ပုံ KIA နဲ့ KPDF ကဆွေးမိုင်းတွေဗရီတာတွေနဲ့ခြားတာတီတာများတော့လက်နက်ကြီးတွေပစ်တော့တာပဲလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ စစ်တပ်က6စီးကမှော်ဝမ်းရက်ွက်ရှိဖားကန့်ဖြူဟာတွေကယူမာယွာမစခန်းကိုတက်ချင်းဖို့ကြိုးစားတာကနေတိုက်ပွဲစဖြစ်တာလို့သိရပါတယ်တိုက်ပွဲကလုံခင်းတဲ့ရောက်နောက်တနေရရောနှစ်နေရဖြစ်တာအဲအချိန်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ပြီး drone တွေဝဲတယ်။လေကြောင်းတက်တာလေးသတိပေးချက်ရတယ်။ဘုံတော့ကျင်းမသွားဘူးလို့ဒေသခံတအူကပြောပါတယ်။လက်နက်ကြီးပစ်ခတ်မှုတွေကယူမာရွာဘက်ကိုကြားရောက်ပောက်ခွဲခဲ့ပြီးထိခိုက်မှုအခြေအနေကိုတော့လက်တလုံးမှမသိရသေးပါဘူး။ စစ်တပ်ပြည်သူ့စစ်နှက် KIA KPDF ဟာလုံခင်းနဲ့ကာမိုင်ကြာ၂ရာရွာမှာလဲနိုဝင်ဘာလ6ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာစစ်တပ်စစ်ကြောင်းတွေဟာဖားကန့်ဖြူဟာလုံခင်းမိုင်းချက်ဆက်ယုံတို့အပြင်မော်ဝမ်းလီမော်ဝမ်းကြီးမော်မောင်းလျံအမိုက်ပုံတောင်ပြိုရှေတော်ခမော်တောင်စမ်းကျွင်ခရီးရွာတွေမှာရှိနေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေဟာအရက်ဝတ်တွေနဲ့လှုပ်ရှားနေလို့သတိပြုကြဖို့ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။ စစ်တပ်စစ်ကြောင်းတွေမှာစစ်မှုတန်းတင်တန်းစင်းတွေနဲ့ရှမ်းနီတန်း SNI တပ်ဖွဲ့တွေပါဝင်နေတယ်လို့သိရပါတယ်။သူတို့ကမိုးရစေတုံပြီးဈေးကြောင်နေချိန်မှာတနက်နဲ့ရန်တန်းပစ်ခတ်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။စွန်လာဇန်နဲ့အောက်ကလဇန်ကစပီဖားကန့်ကိုစစ်တပ်နဲ့ပြည်သူစစ်စစ်ကြောင်းတွေဝင်ရောက်လာပြီးနောက်စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မိုင်းပေါက်ကွဲမှုတို့ကြောင့်အယက်သားတိတ်ဆုံးသူဦးရေတရာခန့်ရှိနေပြီဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ9ရက်မနက်ပိုင်းမှာလေစစ်တပ်စစ်ကြောင်းတွေအယက်ဝင်းနဲ့လှုပ်ရှားမှုရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေနဲ့တွေ့ရင်ဂျိုတင်ရှောင်းတိန်ဖို့လမ်းပေါ်ထွက်ပြီးကြည်တာမျိုးတွေမလုပ်ကြဘူးနဲ့လေချောင်းနဲ့လက်နက်ကြီးအနေရကိုလည်းသတိပြုဖို့ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ကဘုံမူကြီးနော်ဘူးကသတိပေးထားပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။